ီနေ့ကတော့နေ့လည်းပဲစာပြီးစားဖို့အတွက်ကိုကြကြောကြောင်းလေးတွေကြောထားပါတယ်ကြက်ဥကြောင်းကြကြောလေးပါတယ်ကြက်ဥကြောင်းမှာအဲ့ဒါလေးရယ်ဈီးဖြော်ရည်လေးရယ်ဈီးဖြော်ရည်လေးကိုဈီးဖြော်ရည်ဒီအစီကိုဒီအစီပါဒီအစီလေးကိုပြင်ရည်လေးရယ်ပြီးတော့စားလေးရယ်နဲ့အစီကိုကြောတင်ထားပါတယ်ဒီဟာကကျစိမ့်တစ်စိမ့် ကြောကြက်ဥချောင်းမှာဒါလေးကိုကြော်ပါမယ်စီပူလာပြီးတော့ကြော်လိုက်ပါမယ် ဝမ်းပူလာလို့ထိတ်လိုက်ပါဘူး။ဒီဘုံတို့လေးရ။အဲတန်ကြီးဘုံကြီး။ဒီအလေးရပါတော့ထဲထဲမှာကြောလေးထုတ်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 နဲ့စားလို့ကောင်းပါတယ်။ချက်စိမ့်တစ်စိမ့်ယူရပါ၊ချင်းငါမမဝယ်လာတာပါ။ယူစားစေချောင်းကို၈ထပ်ပြီးခဲ့ရပါတယ်။ အထုတ်လိုက်ဆိုရင်တော့သူက3000ကျော်ပါထုတ်လိုက်ဆို3000လာလေးဘတ်ဒီပဲလှမ်းပါမယ်အဒီပဲလှမ်းလိုက်ပါမယ်ကပေါင်းလာပြီးသားဖြစ်တဲ့အတွက်အရင်အကျက်ကြီးကျော်နေလို့ပါဘူး ်ဘာမဲ့ဒီဘက်လေးလှမ်းလိုက်ရပါပြီစားလို့ကောင်းပါတယ်ဝယ်စားကြည့်ပါထုတ်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 ကြပါတခြားကျုပ်ကြောင့်လည်းမတူပါဘူးယူရီးယားတစ်စိမ့်ကျစိမ့်ကျစိမ့်ကျုပ်ကြောင့်ဖြစ်ပါရှင် ဲ့ဗလန်ပြီးွားဖြစ်တဲ့အတွက်ဒီနေ့တစ်ချက်ပြန်ပွင့်လိုက်ပါမယ်ဒီပြင်ပါတယ်နားလေးနေပြန်ပိတ်လိုက်ပါမယ်အိမ်မှာနေလေတရေစာဖြစ်နေသုံးဆောင်ပါမယ်ဒီဥစ္စာ ကြောက်တဲ့ညို့ခောက်သေးကြော်လူတွေကိုထည့်ပြီးကြော်ရင်လည်းအဆင်ပြေပါတယ်ကလေးတွေကြိုက်စောစီလူပါအဲတန်ပေါင်းကုန်ပြီ။အဲဝယ်ဝယ်လာနေကြတော့ပါပြီ။မိပြင်းတဲ့အတွက်မိပိတ်လိုက်ပါမယ်။ တဲဦးကပူချိန်နဲ့သူကသူကျက်သွားပါမယ်။ကဲအစာကြီးဒါလေးရေပြီးတော့ဒီမှာဒီချော်ရင်စင်ကြတာလေးရေခဏကမပြောသေးပါဘူး။ခဏလေးပြောလို့ရှိရင်တော့အစင်းနဲ့ရေခဲတော့ကိုထည့်ပြီးတောက်ပြရပါမယ်။ဒီထဲကိုခဏခဲလေးရေစားလေးရေထည့်ပြီးတော့ခုနပြရဲ ဒီသဘာဝဇီးကြီးအနှစ်ကလေးကိုထည့်ပြီးပြောထားတာပါဒီစိတ်တွေပါတကူးလို့ကြာကြီးသုံးရပါတယ်စီကြီးမကဝယ်ရပါชูนั้นน่ะป่อไปแล้วเนี่ยนั้นน่ะก็เทียบนะโอเคหัวจะจ่อลีดิโอเสยไล่ไปนะ ီစစ်ပြီးတော့ဆယ်လိုက်ပါမယ်။ညဥ်စာပြင်မှရောင်းရင်1300ဆွေလာပဲတချောင်း။ကိုယ်အိမ်မှာကိုကြော်စားတော့ဝါစာလို့ရပါတယ်။ကိုယ်အိမ်မှာကိုကြော်စားတော့ဆယ်ချောင်း8000တချောင်း800ပါ။သူကအချောင်းအဲတပါကင်ကိုအချောင်းပဲနဲ့အင်းတချောင်း600ပဲကြာရတော့ အချောင်း90ပါတယ်တပါကင်။ပါကင်လိုက်ကပုံနေတဲ့အတွက်၁၀ချောင်းအထုပ်တစ်ထုပ်ပဲဝေလာခဲ့ပါတယ်။အောင်လောက်ကြောစားပါနော်မကုန်းရင်အီဂျန်နဲ့မှပြန်ခဲထားလို့ရပါတယ်ကြောကလေးတနားလောက်အလိုမှခဲနေတာလေးထုတ်ပြီးတော့ပြန်ကြောစားလို့ရပါတယ် မအေးတဲ့အခန်းထဲမှာဆိုလို့ရှင်ခြင်ဝါးမှာဆိုလို့ပါခဲကန်းထဲမှာထည့်ပြီးတော့တိမ်ပြီးမှထကြွစားလို့ရပါတယ်ခဲရပါပြီကြော်ပြီးပြီးသားချင်းကိုကော်ထဲမထည့်ပါဘူးခုလိုစတီးစလုံးနဲ့ဒါမှမဟုတ်ရင်ခုလိုကြွေသူကန်းထဲကိုထည့်ပြီးတော့အေးထမ်းပါတယ်ကော်နဲ့ဆိုတက်ပြူပြီးအစိတ်ဖြစ်မှာဆိုလို့ပါ အဲလုံးဆောင်နေရပါပြီဖြစ်တမီးကြောင်းအပြန်လာမှာမုံမောနဲ့ဆွဲလို့ရအောင်အစင်းနဲ့လုပ်တာတာပါဒီလေးကိုစုံပြီးကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်စာကောင်းချမ်းမှရပါသည်